ဒီနေ့တော့ကြောင်လေးတီရဲ့လျှော့ဝက်တဲ့အချစ်ပါဒစကားအကြောင်းပြောပြချင်ပါတယ်။သူတို့ရဲ့တိမ်မွေးတဲ့တေးသေးမွားမွားအမူအရာလေးတွေကတကယ်တော့ဘာကိုဆူလို့နေတာလဲ။သူတို့ရဲ့ချစ်ချင်းမေတ္တာကိုဘလို့ဖော်ပြနေတယ်လဲဆိုတာကိုအတူတူကြည့်လိုက်ကြအောင်ပါ။ဒီစကားလေးကတကယ်ကိုနှွေးထွေးပါတယ်။ဟုတ်တယ်မလား။အခုခေတ်မှာဆိုရင်အိမ်မွေးတဲ့ဆန်လေးတွေကတကယ်ကိုအိမ်ရဲ့အသက်အိမ်ရဲ့စီးလက်လေးတွေလို့ထင်နေပါပြီ။ပေါ်ွားရဲ့အရေးပါတဲ့အစိပ်ပိုင်းတွေပေါ့။ ဲ့ဒီလိုမိသားစုဝင်နေလို့ဖြစ်လာတဲ့ကြောင်းလေးတွေရဲ့အထူးတိသာချစ်ချမ်းပါတာစကားကိုနားလေထားတော့ပိုကောင်းတာပေါ့နော်။ကဲဒါဆိုသူတို့ရဲ့ကဘာလေးကိုတူတူဝင်ကြည့်လိုက်ကြရအောင်။ကြောင်းလေးတွေရဲ့ချစ်ချင်းမေတ္တာမှာအဓိကအကြဆုံးအခြေကအကြဆုံးကဘာလဲဆိုတော့လေယုံကြည်မှုနဲ့တက်တောင်တသာဖြစ်မှုပါပဲ။ဆိုရာကသူတို့ဘက်ကလုံးဝလုံးကျုံတယ်လို့ခံစားရတဲ့ဟာကြမှာသူတို့ရဲ့ချစ်ချင်းမေတ္တာကစတင်တာပါ။အင်း ကြောင်လေးတကောင်ကကိုယ့်ကိုစိုက်ကြည့်ပြီးမျက်လုံးကိုဖြဖြေးလေးမိပြဖွေးပြလုတာမျိုးကြုံဘူးကြမှာပါအဲ့ခါမှာအများစုကအော်အဲ့ချင်နေတာပဲလို့ဖြင်းပြီးတက်ကြလေတကယ်ရောဟုတ်ရဲ့လားဗျတကယ်တော့လေအဲ့ချင်နေတာလုံးဝမဟုတ်ပါဘူးဒါကိုချောင်းအနိုင်ခက်ကျူးစ်လို့တောင်တင်စားကြပါရစေစဉ်းစားကြည့်လေသူဆောင်ထောင်းရဲ့ရှေ့မှာမျက်လုံးကိုမိလိုက်တယ်ဆိုတာကကိုယ့်ရဲ့အားနည်းချက်ကိုပြလိုက်တာပဲလေဆိုတော့အဲ့ဒီလူကိုလုံးဝယုံကြည်ပါတယ်ဆိုပြီးပြသက်လိုက်တာနေအတူတူပါပဲ ။နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာက လူတွေထင်တာနဲ့ကြောင်လေးတွေတကယ်ဆူလို့တဲ့အတိတ်ပဲကွဲလွဲနေတဲ့အမှုရာတစ်ခု ရှိနေတယ်။အဲ့ဒါကတော့ဘိုက်ပြတာပေါ့။ကြောင်လေးကပက်လက်လန်ပြီးဘိုက်ကိုလန်ပြလိုက်ရင် လူတော်တော်များများကအာဘိုက်ပေါခံချင်လို့ဆိုပြီးသွားပေါပေးချင်းကြတယ်။ဒါပေမဲ့အဲ့ဒါကအမြဲတမ်းတော့မမှန်ပါဘူးနော်။ဘာလို့လဲဆိုတော့ဘိုက်ဆိုတာကြောင်တကောင်အတဲအားအနေဆုံးအထီးခိုက်မခံနိုင်ဆုံးနေတာချင်းကြီးလို့ပါ။အဲ့ဒီနေရာကိုထောက်ပြတဲ့ဆိုတာက ်ဘွတ်တဖောက်ဖိုက်ခေါ်နေတာထက်ဒီလူရဲ့ဘေးမှာဆိုရင်ငါအလုံးချုံဆုံးပဲဆိုပြီးအဆုံးဆုံးထိယုံကြည်မှုကိုပြသလိုက်တဲ့ကြီးညာချက်တစ်ခုလိုပါပဲအဲ့လိုယုံကြည်မှုကိုပြတဲ့အနောက်တနည်းကတော့သူတို့အိတ်စစ်တဲ့နေရာတွေပါပဲ။ကြောင်ဒီကလည်းလုံခြုံတယ်လို့မထင်ရတဲ့နေရာမှာအချာရှိအိတ်လေးမရှိဘူး။ဒါကြောင့်မလို့လူတယောက်ရဲ့ပေါင်ပေါ်မှာပဲဖြစ်ဖြစ်အိမ်နီးဖေးနားမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုလုံးလုံးနေတဲ့ဆောက်ဝင်းနားမှာပဲဖြစ်ဖြစ်လာအိတ်တယ်ဆိုရင်ဒါအဲ့ဒီလူကိုသူတို့ရဲ့အကာအကွယ်ပြည့်သူသူတို့ရဲ့ safety ဆောက်ကိုထိခဲ့တဲ့အဖြစ်သတ်မှတ်လိုက်တာပါပဲ။ ကဲယုံကြည်မှုရဲ့အခြေခံကိုနားလည်ပါပြီဆိုတော့အခုတခါကြောင်လီတွေကလူတယောက်ကိုသူတို့မိသားစုဝင်အဖြစ်ဘယ်လိုတရားဝင်သတ်မှတ်ကြောင်းဆက်ပြီးကြည့်လိုက်ကြရအောင်ကြောင်လီကခေါင်းနဲ့လာတိုက်တာပါးနဲ့လာပွတ်တာမျိုးဒါတွေကချစ်စနိုးနဲ့လာဆိုတာတသက်တော်မဟုတ်ပါဘူးအဲ့ဒီအမွေအရကလေချစ်ဆရာကောင်းတာထက်အများကြီးပိုပြီးလေးနဲ့ပါတယ်ဒါဟာသူတို့မိသားစုထဲကို တရားဝင်ကြိုးဆိုလိုက်တဲ့အခမ်းအနားတစ်ခုလိုပါပဲဒါကိုတိပက်နေကြရှင်းပြရရင်တော့ ကြောင်လေးရဲ့ခေါင်းထဲပါတယ်မှာ scent glands လို့ခေါ်တဲ့အနံ့ထိုးတဲ့ gland တွေရှိပါတယ်။သူတို့ကလူတယောက်ကိုလာပွေးလိုက်တဲ့အခါသူတို့ရဲ့ကိုယ်ပိုင်အနံ့ကိုအဲ့ဒီလူစီမှာတုံလင်းလိုက်တာပဲ။ပြောရရင်တော့သူတို့အနံ့နဲ့ကိုယ်အနံ့ကိုရောဆက်ပြီးဒီလူကငါမိသားစုဝင်ပဲငါအပိုင်ပဲဆိုပြီးအမတ်အသားပေးလိုက်တာပါ။ဒီလိုလုပ်လိုက်ခြင်းအပြင်အဲ့ဒီလူကသူတို့ရဲ့ယင်းနီးကျုံးဝင်တဲ့ပိုင်နဲ့ထဲကတစ်စိတ်တစ်ပိုင်ထက်သွားပြီးကြောင်လေးအကပို့ပြီးလုံးချုံလေးလုခံစားရစေပါတယ်။နောက်တစ်ခုကတော့လက်ဆောင်ပေးတာပါ။ တခါလေကြောင်လေးတွေကသူတို့အတွက်တံပိုးရှိတဲ့အရာတွေကိုယူလာပေးကြတယ်။ဥပမာသူတို့အကြိုက်ဆုံးအယုံလေးတွေစားနေတဲ့အစားတစ်ပိုင်းတစ်စားတခါလေလေတို့လည်းသူတို့ဖိုင်လာတဲ့တောင်းကောင်လေးတွေပေါ့ဒါဟာသူတို့တံပိုးထားတဲ့အရင်မိတီကိုယုံကြည်ရတဲ့မိသားစုဝင်တယောက်နဲ့မျှဝေခြင်းနဲ့ချစ်ချင်းရဲ့အမတ်တိုင်းစုပါပဲ။ကိုသွားတဲ့နောက်ကိုအရေးလိုတကောက်ကောက်လိုက်နေတာကတော့စိတ်အနှောင့်အယှက်ဖြစ်စေတာလို့ထင်နိုင်ပေမဲ့တကယ်တော့အလိုလုံးဝမဟုတ်ပါဘူး။ တဟာသူတို့ပျော်ရွှင်နေတယ်ပြီးတော့ထခြားပါအကြောင်းပြချက်မှမရှိပဲကိုနဲ့အတူတူရှိနေခြင်းုံထက်သက်ပဲဆိုတဲ့လက္ခဏာပါဟုတ်ပြီအခုနောက်ဆုံးအနေနဲ့သူတို့ရဲ့ချစ်ချင်းကိုအရှင်းလင်းဆုံးနဲ့အတိုက်ရိုက်ဆုံးပီလိုနီလန်းလီနဲ့ဖော်ပြတတ်တယ်လဲဆိုတာကြည့်လိုက်ကြအောင်ကြောင်လေးတွေတဲ့ရင်နဲ့ဟောက်တန်လိုမျိုးလှူတာဒါမှမဟုတ်အတန်တမျိုးမျိုးနဲ့စကားလာပြောတာမျိုးတွေဟာ human bonding signal လို့ခေါ်ကြပါတယ်ဆလို့တာကဒီအတန်တွေကဂျပန်ခြွာလာတာမဟုတ်ပဲလူတွေနဲ့ဆက်ဆံရေးပိုခိုင်မြင်အောင် သူတို့ရဲ့ချစ်ခင်မှုကိုတိုက်ရိုက်ပြောပြဖို့ရည်ရွယ်ချက်ရှိရှိစ조사နေတာဖြစ်ပါတယ်။ဒီတော့အားလုံးကိုပြန်ပြီးခြုံငုံတုံးတက်ရရင်အဓိကအချက်ကရှင်းရှင်းလေးပါပဲ။ကြောင်လေးတည်းရဲ့ချစ်ချင်းမေတ္တာဆိုတာအခြေခံအဖြစ်ယုံကြည်မှုပေါ်မှာပဲတည်ဆောက်ထားတာပါ။ပြီးတော့သူတို့ရဲ့အတွင်းစီသူတို့ရဲ့မိသားစုအဝန်အဝိုင်းတွေကိုလက်ခံလိုက်ပြီးဆိုတဲ့အတိမတ်ပြုမှုပါပဲ။ဒီအကြောင်းအရာတွေကိုတည်သွားပြီးဆိုတော့အခုအင်ငါကြောင်လေးလေးကိုတစ်ချက်လောက်ပြန်ကြည့်လိုက်ပါ။ သူတို့ကအခုကိုဘလို့ချစ်စရာကောင်းမယ့်အမှုအရာလေးတွေနဲ့မိတာပြနေတဲ့ဆိုရာကိုအရင်ခတ်ထပ်ပူပြီးတတိထားမိလာပါလိမ့်မယ်။သူတို့ရဲ့ဘာသာစကားကိုနောက်လေလေလေကျွန်တော်တို့နဲ့သူတို့ကြကဆက်ဆံရေးကပူပြီးနှက်ရှိုင်းလာလေလေပါပဲ။